ကဲအားလုံးပဲမင်္ဂလာပါဆက်လက်ပြီးတော့ဝင်မြတ်မဲ့အကြောင်းအရာကတော့မွတ်စလင်တွေအကြောင်းဖြစ်ပါတယ်မြန်မာတိုင်းရင်းသူတိုင်းရင်းသားတို့သည်ရှေးခါကပင်နိုင်ငံခြားသားများကိုအထင်ကြီးလေးရှိကြ၏နေပြည်မှာဆင်းသက်လာတဲ့အောင်အခြားကဘာမှဂျိုသားတူရောက်လာတဲ့အောင်ထင်မှတ်ကြ၏အမှန်မှတိုင်းတစ်ပါးသားတို့ကအထင်ကြီးရမည်ပုံကိုယ်တွေမဟုတ်ကြ မိမိတို့နိုင်ငံသားများကိုတနည်းနည်းဖြင့်ဒုက္ခပေးကြမိသူများဒါဖြစ်သည်ထောင်မြင်လို့ရာစွန့်ကြသူတွေကြီး ဖြစ်သည်နိုင်ငံသားများသည်မြန်မာတို့ထီနန်းပြောက်၍ကျွန်းတပေါက်ဘဝရောက်သည့်ကာလမှစ၍မြန်မာနိုင်ငံတွင်သို့ဝင်ရောက်နေထိုင်လာခဲ့ကြရာအိန္ဒိယနိုင်ငံများမှမွတ်စလင်ဝါဒီကလားစုများဟိန္ဒူကလားများသည်လည်းနိုင်ငံတော်အတွင်း၌အင်မတန်များပြားလျက်ရှိပေသည် ထက်ပါလူမျိုးများသည်အမြင်ကျယ်ကြသည်စီးပွားရေးလုပ်ငန်းများကိုကျွမ်းကျင်ကြသည်ဗဟုသုတကြွယ်ကြသည် လောကမျက်လုံးဉာဏ်မျက်လုံးများဖွင့်ထားကြသည်ထို့ကြောင့်အ धिक ကြသောစီးပွားရေးလုပ်ငန်းကိုလဝက်ကြီးအုပ်ထားကြခြင်းဖြစ်သည်မြန်မာနိုင်ငံ၏မြို့ရာတိုင်းရှိအ धिक ကြသောနေရာများတွင်စီးပွားရေးများထူထောင်ထားကြသည်သူတို့အုပ်စိုးသောမွတ်စလင်ကလားနိုင်ငံများတွင်ဗုဒ္ဓဘာသာရွှေမြန်မာများအနေဖြင့်စီးပွားရေးလုပ်ငန်းများထူထောင်ဖို့အပထား ်နေစားလုပ်ငန်းများကိုပင်ခိုးကြောင်ခိုးဝဲလုတ်ကင်ခဲ့ရဘူးသည်ယနေ့မြန်မာတိုင်းရင်းသားတို့အလုတ်သွားလုပ်နေကြကြစင်ကာပူနိုင်ငံ မလေးရှားအင်ဒိုနီးရှားနိုင်ငံများ၌ဗုဒ္ဓဘာသာမြန်မာဆိုရင်တွေးသည့်နေရာတွင် အကြောင်းမျိုးမျိုးရှာ၍ဖန်ဆီးထောင်ချနေသည့်ဖြစ်ပုံးကဝက်ကအလုတ်လုပ်နေကြရသည်ဒါကအခုပြောတာမဟုတ်ဘူးတော့ဒီစာအုပ်ကအဲကျွန်တော်နဝတ္တနာအဖခေတုံးက ရေးထားတဲ့စာအုပ်1990လောက်ကရေးထားတဲ့စာအုပ် ဤချက်ကိုမမေ့ဖို့လိုပေသည်မြန်မာနိုင်ငံတွင်မူတက်ဆိုင်ရာအရာရှိတို့သဘောကောင်းလို့၍မွ슬လင်ကလားများတကားမရှိဓာတ်မရှိဝင်ထွက်ကစီးပွားရေးလောက်ကင်လျက်ရှိသည်သူတို့နိုင်ငံလိုပင်မြန်မာနိုင်ငံ၌လည်းစီကံများမရှိသင့်ပြီလားမေးเสียရပင်နိုင်ငံသားစစ်စစ်တိုင်းရင်းသားကမူစီးပွားရေးအမြင်မကျေခြင်းဗဟုသုတနယ်ခြင်းမျက်စိနှစ်ဖက်ဖွင့်မထားခြင်းတားလေးရှင်ပြုတ်ပြင်းလင်တော်ပြီဟု လောဘနေခြင်းစသောအကြောင်းတို့ကြောင့်စီးပွားရေးလုပ်ငန်းများကြီးကြီးကျယ်ကျယ်မတူနောင်ခဲ့ကြပေလူမျိုးကြတို့ထူထောင်တတ်သော လုပ်ငန်းများ၌သာ ထမင်းတဝန်းတစ်ခါအတွက်ဝင်ရောက်လုပ်ကင်ကြရသဖြင့်ရှေးခါကတာဂီမျိုးဟိဒုဗမာလူကျွေးကြော်မိအစားကူလီမျိုးဟိဒုဗမာဟုကျွေးကြော်ရမိအခြေအနေဆက်ရောက်နေကြောင်းနိုင်ငံကျော်စာရေးဆရာကြီးတူဆေယာအောင်သိန်းကပြောပြပေသည် ဒီနေရာ၌စာရေးသူရဲ့အတွေ့အကြုံတစ်ခုကိုတင်ပြရလင်အင်မတန်ရင်းနှီးလှသောမြမမိတ်ဆွေ၄ယောက်ရန်ကုန်တွင်အလုတ်လုတ်ချင်းသည်ဆို၍၎င်းတို့ကိုအလုတ်သွင်းပေးရာတိုင်းသားပိုင်းလုပ်ငန်းများကိုမတွေ့ရသဖြင့်လူမျိုးသားပိုင်းလုပ်ငန်းနဲ့သာသွင်းပေးခဲ့ရပေသည်ဤနေရာတွင်အချို့ပုဂ္ဂိုလ်များအချို့ပုဂ္ဂိုလ်တွေကပြောကြလိမ့်မည်ခမမျိုးချစ်စိတ်ရှိရင်တိုင်းသားပိုင်းလုပ်ငန်းတွေကိုတွေ့အောင်ရှာပြီးသွင်းပေါ့လို့ကျုပ်မျိုးချစ်စိတ်ရှိတာကတော့မပြောပါနဲ့ဗျာ ညခါအိပ်ပျော်နေရင်တော့ကြုတ်ခန္ဓာကိုတစ်ခုလုံးကချစ်ချစ်ချစ်ချင်းနဲ့မြည်နေတယ်ဗျတကယ်ပြောတာပါအထက်ပါအချက်လက်များကိုသုံးသပ်ပါကလူမျိုးကြတို့ဘယ်လို စီးပွားရေးလုပ်တယ်ဆိုတာနှီးယူပြီးတိုင်းရင်းသားပိုင်းစီးပွားရေးလုပ်ငန်းများကိုထူထောင်သင့်ပေသည်အကယ်၍မထူထောင်ရင်ကုလီဘဝကမတက်ဖဲသားစဉ်မြေဆက်နင်းပြဘဝနဲ့သာအဆုံးသက်ရပြီတော့မြန်မာနိုင်ငံ အရရရှိမိသားဘူတာယုံနိုင်နေမြမမိရထားဟူသောစိုင်းပုတ်များကိုဂုံယူဝင်ကြွားစွာစွဲကြိတ်ထားတော်လဲဘူတာယုံအတွင်း၌ရှိသောစားတောက်ဆိုင်စတိုးစတိုးဆိုင်များကမြမတမျိုးသားလုံးကိုဝါမျိုးစော်ကားမိခွန်ရှိကြဟူသောကနန်းများကိုတတ်ထားသောမွတ်စလင်ကလားဆိုင်များသာအများဆုံးရှိပေရာမြမအရာရှိတို့ညံပြင်းမှုကအံဩမကုန်နိုင်ပွဲဘင်းတဲ့ကို ကိုတွယ်လို့တွယ်မှန်းမသိကိုချလို့ချမှန်းမသိညံပြင်းလုံးပါပြီမွတ်စလင်ကလားတို့ကစီးပွားရေးကိုလည်းဝါမျိုးအချက်ချာကြသော နေရာများကိုလည်းဝါမျိုးသည့်အပြင်ငွေကြေးပြည့်စုံ လာခြင်းတွင်တိုင်းရင်းသားတို့၏တမိမျိုးများကိုလည်းဝါမျိုးလျက်ရှိကြပေသည် လေးလာမှုဘူးတုဒ္ဒနေပါကြသောမိယထားဆိုင်ရာမြမအရာရှိများအထုသတိပြုเสียပင်သတိမပြုပါကအိမ်ကတမိပါပါသွားနိုင်သည်ဆိုပြီးတော့ စာအုပ်ထဲမှာအဲ့လိုလေးရေးပေးထားတယ်ဗျ။ဒါကကျွန်တော်ခါတိုင်းရွတ်ရွတ်ပြနေတဲ့နော်စာအုပ်လေးတွေကသက်ဆိုင်ရာကဏ္ဍလေးတစ်ခုဖြစ်ပါတယ်။နောက်တဲ့တစ်ပိုင်းကိုထပ်ဝင်ပြပေးပါမယ်နော်။